အားလုံးပဲမင်္ဂလာပါဒီနေ့ Upflow မှာဒီပညာနဲ့အလုပ်ကိုပုံများပိုလဲပြီးပိုကောင်းအောင်ပြုလုပ်ပေးနိုင်တယ်2025မှာမဖြစ်မနေတုံးတဲ့နဲ့ AI app ငါးခုကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်အကယ်၍ website ကကြောင်းသားပဲဖြစ်ဖြစ်လောက်သမားပဲဖြစ်ဖြစ် freelance လုပ်နေတဲ့သူပဲဖြစ်ဖြစ်ဒီ app တွေကိုတုံးတဲ့ရင်နေရာယူနိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ video လေးစလိုက်အောင် ChatGPT ဟာလူတိုင်းတိလာပြီဆိုတာမျိုးဖြစ်ပေမဲ့2015ခုနှစ်မှာ ChatGPT 4 Turbo ဟာအသေးစားအနေနဲ့စကားပြောလို့ရတဲ့ Voice Bot ဘာဝထည့်လာတာကိုတွေ့ရပါတယ်။ message ကမေးချင်တာ၊ရှင်းချင်တာနဲ့ရေးချင်တဲ့မြေစာတမ်းကိုမဆိုဒီ application ကအကုန်ခြေပေးပြောပေးနိုင်ပါတယ်။ဘောအစပါဘိုင်းတွေကိုအလိုလိုပြုလုပ်ပေးနိုင်တဲ့ Microsoft Copilot ဟာ Office အလုပ်တွေမှာမဖြစ်မနေလိုအပ်လာတဲ့ software တစ်ခုပဲဖြစ်ပါတယ်။ ပုံမှန် presentation တစ်ခုပြုလုပ်ဖို့ကြာတာတွေဆားရဲဖို့အချိန်ကုန်တာတွေကိုကိုပိုင်းလုံးမှာ quick powerpoint about climate change လို့ဒါထုတ်လိုက်မယ်ဆိုရင် AI က slide တိုက်တဲ့ bullet point တွေကိုစပေးမှာပဲဖြစ်ပါတယ်အကယ်၍ exam မှာလည်း formula တွေကိုနောက်လည်ဘူးဆိုရင် explain vlog with examiner လို့ရေးပေးလိုက်တာနဲ့ပြည့်ပြည့်စုံစုံရှင်းပြပေးပါတယ် ကျောင်းသားတွေခရီးတာတွေအစားပွဲတဲမှာ မျက်စာစေးခြင်းနဲ့ဆိုရင် Notion AI ကိုအသုံးပြုပါ AI summary weekly planner idea generation blog writing notes taking စတဲ့ကိုတနည်းထဲမှာစီမံခန့်ခွဲလို့လည်းရပါတယ် AI ကရေးရစာကိုမဲဆွေကတန်ဖတ်ပြီးဒီဖြတ်ထည့်နိုင်တဲ့ system ဖြစ်လို့စာမွေးပွဲတွေ assignment တွေတဲ့အလုံးကိုအသုံးဝင်ပါတယ်မဲဆွေက email တစ်စောင်တော့ကောင်းကောင်းလေးမရေးသက်နိုင်လို့ဆိုရင် ဒီ software လေးက message လို့တအဝင်မှာဖြစ်ပါတယ်ကိုရီးယားစာတွေကို grammar မှားမှားသူကထောက်ပြပေးတဲ့အပြင်ကိုမှာ rewrite shorten way is more police တွေကိုလည်း future တွေအဖြစ်ထည့်ထားပေးတာကိုလည်းသိမြင်ရမှာဖြစ်ပါတယ် message က social media နဲ့တက်ဆိုင်တဲ့ creator တယောက်ဆိုရင် business AI ကတော့အပေါ်ဒီတိဖြတ်တဲ့နေရာမှာရန်ကိုသုံးဝင်စေတဲ့ application တွေပဲဖြစ်ပါတယ် AI background remove text to image object eraser AI avatar စသတွေကိုမဆွေတို့စိတ်ကြဲဖန်သည်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ဥပမာ YouTube terminal လောက်ချင်တဲ့ profile design လောက်ချင်တဲ့ဆိုရင်ဒီလမ်းမသိရင်တော့ AI ကမဆွေတို့ဖန်သည်ပေးနိုင်ပါတယ်။ design ပြုလုပ်တဲ့မဆွေတိုင်းရှိဖို့ရှိတဲ့ software လေးတစ်ခုပဲဖြစ်ပါတယ်။ဒီ AI application ၅ခုဟာ2025မှာဒီပညာနဲ့တော်ဝင်တော်ပြုလုပ်မဲ့လူတွေတက်မရှိမဲ့တဲ့အသုံးပြုတဲ့ software တွေပဲဖြစ်ပါတယ်။ ဘက်စစ်ကဒီ update တွေကဘယ်တစ်ခုကိုစမ်းတော့ကျင်လဲဘယ်တစ်ခုကိုပို့ပြီးစနစ်တရဆိုတာကို comment ထဲမှာပြောပြပေးလို့ရပါတယ်နောက်လာမယ့် video တွေမှာဒီ application တွေထဲကတစ်ခုချင်းစီရဲ့အသေးစိတ်အချက်အလက်တွေကိုကြည့်ပြီးရဲ့ video ဖြစ်သင်ပေးမှာမလို့ upflow channel လေးကို subscribe လုပ်ပြီး notification ခေါင်းလောင်းလေးကိုလည်းဖွင့်ထားလိုက်ပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်